အော်တိုဘာလာ၁ရက်နေ့မှာစတင်ခဲ့တဲ့အမေရိကန်အစိုးရရန်ရယာရက်ဆိုင်မှုဟာ36ရက်မြောက်ရှိလာခဲ့ပြီးတမိုင်းတစ်လျှောက်အချိန်ကြာဆုံးဖြစ်စံချိန်တင်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒါထရန်လက်ထက်ပထမတက်တန်းတွင်အရှိကြာဆုံးဖြစ်တဲ့35ရက်ထက်ကျော်လွန်ခဲ့သလိုလက်ရှိကွန်ဂရက်လွှတ်တော်မှာလည်းသဘောတူညီချက်ရဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ဒီမိုကရက်နဲ့ရီပါဘလီကန်အမတ်တွေကြားတစ်ဖက်နဲ့တစ်ဖက်အလျှော်ပေးလို့တဲ့လက္ခဏာမျိုးမတွေ့ရသေးပေမဲ့လည်းဆွေးနွေးညှိနှိုင်းလို့တဲ့သဘောထားတွေတော့ပြလာကြပြီပဲဖြစ်ပါတယ် နောက်ဆက်တွဲဖြစ်အစိုးရဝန်ထမ်းအများစုကလောက်ခလာစာမရဘဲအလုတ်ဆက်လုပ်နေကြရပြီးပြည်သူတန်းချီအတွက်လည်းမရှိမဖြစ်လိုအပ်တဲ့အခြေခံဝန်ဆောင်မှုတွေမပေးနိုင်တော့တာမျိုးဖြစ်လာခဲ့တာတွေ့ရပါတယ်အမေရိကန်နိုင်ငံသား42တန်းကျော်ဟာဝင်ငွေနှဲပါတဲ့လျှောက်အစိုးရထောက်ပံ့တဲ့စားနပ်ရိက္ခာအစီအစဉ်ပေါ်မိခိုနေရတဲ့အပြင်ဖက်ဒရယ်ဝန်ထမ်းပေါင်း1.4တန်းရဲ့လစာတွေပါမထုတ်ပေးနိုင်သေးတဲ့ကြောင်းဖော်ပြထားပါတယ်။တကယ်လို့နောက်တစ်ပတ်ထဲမှာအစိုးရလုပ်ငန်းတွေပြန်ဖွင့်လာခဲ့ရင်တော့စုစုပေါင်း ပြည်ရင်းထုတ်ကုန်တန်ဖိုး GDP ရဲ့တိုးတက်မှုနှုန်းဟာနှီးကွေးသွားနိုင်ရဲဆိုပြီးခန့်မှန်းထားပါတယ်။အမေရိကန်နိုင်ငံရဲ့ GDP ကို1ရာခိုင်နှုန်းကနေ2ရာခိုင်နှုန်းထိရော့ကျသွားစေနိုင်တဲ့ကြောင်းလွှတ်တော်ဆိုင်ရာဘတ်ဂျက်ရုံးအနေနဲ့လည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲဒီကြားစင်းမှုတွေဟာအချိန်နဲ့မျှပြန်ကောင်းလာမှာဖြစ်ပေမဲ့လည်းကြားကာလအတွင်းမှာဒေါ်လာ9ဘီလီယံကနေ14ဘီလီယံကြားပမာဏကိုတော့ဆုံးရှုံးရနိုင်တယ်ဆိုပြီးဖော်ပြထားပါတယ်။လာမယ့်တောက်ကြနေ့မနက်ပိုင်းကစပြီးအဓိကကျတဲ့၄၀ပေါင်း၄၀ရဲ့ခီးစဉ်တွေကို ဆယ်ရာခိုင်နှုန်းထိတဖြည်းဖြည်းချင်း short ချသွားမယ်လို့ပို့ဆောင်ရေးဝန်ကြီးရှောင်းတဖီကိုရိုင်းသတိပေးထားတာတွေ့ရပါတယ်။လွန်ခဲ့တဲ့စတင်ဘာလကအစိုးရအသုံးစရိတ်ဆိုင်ရာဥရေမူကြမ်းကို အောက်လွှတ်တော်မှအတီးပြုတ်ခဲ့ပြီးဖြစ်ပေမဲ့အထက်လွှတ်တော်မှာတော့14ချိန်မြောက်မဲခွဲဆုံးဖြတ်ပြီးတဲ့အချိန်ထိအတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူး။ဒါကြောင့်နိုဝင်ဘာလ28ရက်ကျေးဇူးတော်နေ့မတိုင်ခင် Republican နဲ့ Democrat အမတ်တွေကြားတဘောတူကြရအောင်စေစစ်ညှိနှိုင်းသွားဖို့ရှိနေပါတယ်ခင်ဗျာ။